စစ်ကောက်စီဟာရန်ကရခိုင်အတင်းအဖွဲ့တွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုပြုလုပ်ပြီးရခိုင်လူမျိုးတွေကိုစတင်စေယုံတာတွေလုပ်ခဲ့တယ်လို့တင်ပြရရှိပါတယ်။ဒီတွေ့ဆုံမှုဟာအရဟတ်တက်.အေနဲ့စစ်ကောက်စီတို့တကြောပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဘာလ13ရက်နေ့ကနေ2025ခုနှစ်မေလ25ရက်နေ့အတွင်းမှာပထမဆုံးအကြိမ်ပြုလုပ်တဲ့တွေ့ဆုံမှုဖြစ်တယ်လို့သိရပါတယ်။ ဒီတွေ့ဆုံမှုကိုမေလ24ရက်နေ့ရောင်တိုက်ဒေတာကြီးအစိုးရရုံးမင်္ဂလာခမ်းမမှာပြုလုပ်ခဲ့ပြီးရခိုင်ပြည်နယ်ဝန်ကြီး6ဟောက်လေးဖြစ်လက်ရှိစစ်ကောက်စီပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးလေးဖြစ်တဲ့ဦးမောင်မောင်ဦးကစီရင်တရားတွေဟောကြားခဲ့တယ်လို့တက်ရောက်ခဲ့တဲ့အမည်ဖော်လို့သူညနေကိုစားပြုသူတယောက်ကပြောပါတယ်အဓိကဦးမောင်မောင်ပြောတာကတော့ပြည်ထောင်စုကိုကာကွယ်ရမယ့်အကြောင်းတိုက်ပြည်တင်ကြီးရင်းနဲ့ဖုံဖြိုးရေးအတွက်ဝိုင်းဝန်းလက်တဲဆောင်ရွက်ပြီး တိုက်ပြေရှိတဲ့စိတ်ကိုပြသရမယ်ဆိုတာတွေကိုပြကြခဲ့တယ်လို့သူကပြောပါတယ်။ဒီအခမ်းအနားကိုဝန်ကြီးချုပ်ဦးမမောင်ဦးနဲ့အတူရန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုက်ဒေသကြီးဝန်ကြီးတဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ရန်ကုန်ကရခိုင်အတန်းအဖွဲ့တွေကခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။